နိုင်ငံတကာစန့်ကျင်မှုတွေရှိနေတာမှဂါဇာကိစ္စမှာအစ္စရေးဟာလုံတင်တာကိုဆက်လုပ်သွားမှာပဲလို့ဝန်ကြီးချုပ်ဗင်ဂျမင်နေတန်ညာဟုကသူ့ရဲ့ကုလသမဂ္ဂအထွေထွေညီလာခံမေခွန်းမှာကြုံးဝပြောဆိုသွားခဲ့ပါတယ်။နယူးယောက်မှာစက်တင်ဘာ26ရက်တုန်းကနေတန်ညာဟုမေခွန်းပြောကြားနေချိန်အတွင်းမှာကုလသမဂ္ဂအစည်းအဝေးခန်းမဆောင်တွေကနေနိုင်ငံအများပြားရဲ့တန်ရွာရှိပေထွက်ခွာသွားပြီးအစ္စရေးကိုဆန္ဒပြခဲ့ခြင်းကအတော်လေးကတောင်းကနေအခြေအနေဖြစ်ခဲ့ပါတယ်။ဒါဟာဂါဇာကိစ္စနဲ့ပတ်သက်ပြီးအစ္စရေးဟာ နိုင်ငံတကာမှာပိုပြီးအထီးကျန်ရပ်တည်လာနေတယ်ဆိုတာကိုညွှန်ပြနေတဲ့လက္ခဏာလို့လည်းသတ်မှတ်နိုင်ပါတယ်။နေတန်ယာဟုကတော့စကားပြောစင်မြစ်မှာသူတက်ပြီးနေရာယူချိန်ကလေးကထထွက်သွားတဲ့နိုင်ငံအတော်များများရဲ့တန်ရာရှိတွေကိုသိပြီးအလေးထားမှရှိပဲမေခွန်းကိုပဲဆက်ပြောခဲ့ပါတယ်။အဲ့ဒီအချိန်အစည်းအဝေးခမ်းမတယ်မှာအတော်လေးလူသူနှဲပါသွားပြီဖြစ်ပါတယ်။နေတန်ညာဟုကကျင်စားလို့သူ့ဘာသာနာမည်ပေးထားတဲ့မြေပုံတစ်ခုကိုလည်းထုတ်ပြခဲ့ပါတယ်။အဲ့ဒီမြေပုံကတော့ ဣသရေလရန်သူတော်အီရန်ရဲ့လက်ဝဲခံအဖွဲ့အစည်းတွေကအရှိအလေပိုင်းမှာဘယ်လိုဘယ်ပုံဖြန့်ကျက်နေရယူထားသလဲဆိုတာကိုပြသနေတာလို့နေတန်ညာဟုကပြောပါတယ်။သူကဂါဇာကမ်းမြောက်ဒေသရဲ့မြို့တော်ဂါဇာစီးတီးကိုသိမ်းယူဖို့ဣသရေလလက်ရှိအားထုတ်လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးလဲဣသရေလဟာလုံခြုံရေးရှိတာကိုအ мян ဆုံးပြီးအောင်ဆက်လုပ်သွားမယ်လို့အတည်ပြုခဲ့ပါတယ်။သူကဂါဇာစီးတီးဟာဟာမတ်စ်ပြောက်ကြားတွေရဲ့နောက်ဆုံးလက်ကျန်အင်အားစုတွေအခြေစိုက်ရာနေမြေလို့လည်းဆက်ဆဲခဲ့ပါတယ်။ ဒါပြင်ပါလက်စတိုင်းကိုအချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ထောက်ခံဖို့ဆုံးဖြတ်လိုက်တဲ့အစိုးရအားလုံးကိုလည်းသူကအဝေဖန်ခဲ့ပါတယ်။သူကတော့ပါလက်စတိုင်းနိုင်ငံပေါ်ထွန်းလာဖို့ဆိုတာကိုဒူဒူခါခါစန့်ကျင်တားဆီးသွားမယ်လို့နေတန်ညာဟုကအသိပေးခဲ့တယ်လို့အဲ့ဒီရည်တည်ချက်ကိုအစ္စရေးပြည်သူအများစုကထောက်ခံတယ်လို့လည်းပြောပါတယ်။နောက်ပြီးဂါဇာကအစ်စစ်ရဲတွေအတွင်းမှာအစ္စရေးတပ်တွေကလူမျိုးသုံးတပ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုတဲ့ဆက်ဆွဲချက်တွေကိုလည်းနေတန်ညာဟုကပယ်ချခဲ့ပြီးအခြေအမြစ်မရှိတဲ့စကားတွေလို့တုံ့ပြန်သွားပါတယ်။ နောက်ပြီးထောက်ပံ့ရေးလမ်းကြောင်းတွေကိုလည်းအစ္စရေးကအရည်ရွယ်ချက်ရှိရှိပိတ်ပင်နေရကြောင်းဂါဇာမှာငတ်မော့အခေါင်းပါမှုတွေအစပြုလာရတယ်ဆိုတော့ကုလသမဂ္ဂအေဂျင်စီတချို့ရဲ့တွေ့ရှိချက်ကိုလည်းသူကငင်းဆန်သွားတာပါကုလသမဂ္ဂမှာမေခိုးမပြောခင်ကတည်းကအစ္စရေးအစိုးရဟာဂါဇာရောက်စစ်တပ်တွေကိုအတန်ချဲ့ဆက်တွေတက်ဆင်ခိုင်းထားပြီးနေတန်ညာဟုရဲ့မေခွန်းကိုတိုက်ရိုက်ထုံးလင်းစေခဲ့ပါတယ်သူကဂါဇာမှာဟာမတ်စ်တွေဖန်စီထိန်းသိမ်းထားတာခံရစေ အစ္စရေးတရားခံတွေစီလိမ့်မှုပြီးကုလသမဂ္ဂကနေမေခွန်းပြောကြရမှာသူတို့ကိုမေ့လျော့နေမှာမဟုတ်ကြောင်းအားလုံးကိုအိမ်ပြန်မခေါ်နိုင်မချင်းအစ္စရေးကလက်လျှော့မှာမဟုတ်ကြောင်းပြောဆိုသွားပါတယ်အစ္စရေးမှာတော့အတိုက်ခံအင်အားစုတွေကနေတန်ညာဟုရဲ့မေခွန်းနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်အတိုက်ခံခေါင်းဆောင်တူဖြစ်တဲ့ရဲလာပစ်ကတော့လိုရာထက်အကဲပိုတဲ့ထွင်လုံးတွေအများကြီးတုံးထားတဲ့မေခွန်းတစ်ခုနဲ့တူညင်းငွေစရာကောင်းပြီးဇက်နာပြနေတဲ့အစ္စရေးဝန်ကြီးချုပ်တယောက်ကိုမြင်ခဲ့ရတယ်လို့ လူမှုကွန်ရက်မီဒီယာအိတ်မှာရေးသားထားခဲ့ပါတယ်။အစ္စရေးအပေါ်ဖိအားပေးနေတဲ့တန်တမန်ရေးဆူနာမီလိုင်းတွေကိုတားရမယ်စားအစ္စရေးအတွက်အခြေအနေဆိုးသက်သက်ဆိုးသွားအောင် နေတန်ညာဟုကအလုပ်ပြလိုက်တာပဲလို့သူကဆိုပါတယ်။အစ္စရေးဒီမိုကရက်တစ်ပါတီအကြီးအကဲရဲဂိုလန်ကလည်းမေခွန်တိုက်ရိုက်ထုတ်လွှင့်ဖို့အတန်ချဲဆက်တွေစင်ကိုင်းတဲ့နေတန်ညာဟုရဲ့အမိန့်နဲ့ပတ်သက်ပြီးမူမမှန်တဲ့ကလေးကလားဆန်တဲ့ယူသွတ်တဲ့ဝါရဖြန့်စတက်တက်တာဖြစ်တယ်လို့ဝေဖန်သွားပါတယ်ရှင်။